မင်္ဂလာပါရှင့် MM Thinker YouTube Channel ရဲ့နေ့စဉ်မိုးလေဝသတတိမြတ်နဲ့သုံးသက်ချက်များအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဒီနေ့ကျွန်တော်တို့အတူတူဆွေးနွေးသုံးသက်ချက်မှာကတော့2025ခုနှစ်ဒီဇင်ဘာလ2ရက်နေ့အထက်မိုးလေဝသခန့်မှန်းချက်လေးပဲဖြစ်ပါရှင်။ဟုတ်ပါတယ်။အဲ့ဒီမှာလေကျွန်တော်တို့လေ့လာထားတဲ့အချက်လက်တွေကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ပုံစံနှမျိုးကိုတွေ့နေရတယ်။ဟုတ်ကဲ့ဘယ်လိုမျိုးပါလဲခင်ဗျာ။ တဖက်မှာကြတော့ကျမတို့မြန်မာနိုင်ငံရဲ့ယာသူတို့ကအေးများပြီးတော့တည်ငြိမ်နေတယ်ဟုတ်ပါတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကြတော့တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည်လိုက်ရင်ယာသူတို့ကအဆုံးရောက်မှုတွေတော့ပုတ်လွက်ရိုင်နေတာမျိုးပေါ့နော်အဲ့ဒါပါပဲအဲ့ဒီကွဲပြားနေတဲ့ပုံရိပ်တွေကဘလို့တွေဆက်ဆက်နေလဲကျွန်တော်တို့အတော့ဘာကိုညွန့်ပြနေလဲဆိုတော့ကိုဒီနေ့အဓိကဆွေးနွေးကြမှာပါဟုတ်ကဲ့ပါကဲဒါဆိုရင်ပထမဆုံးမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပဲဆက်လိုက်ကြအောင်နော်ဟုတ်ကဲ့ခင်ဗျာ မနေ့ပြန်တော့ခြုံပြီးကြည့်လိုက်ရင်နေပြီးတော့ရန်ကုန်မန္တလေးလိုမြို့ကြီးတွေအပါဝင်ညအများဆုံးမှာတာယာမယ်လို့ဆိုထားတယ်ရှင်။ဟုတ်ပါတယ်။ဒါပေမဲ့အဲစစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ခချင်းပြည်နယ်မှာတော့နေရာကွက်ကြမိုးနှင်းနဲ့ရွာနိုင်တယ်။ရွာဟုတ်ရန်ုံ60လောက်ရှိတယ်လို့တော့ဖော်ပြထားပါတယ်။ဟုတ်ပါတယ်။ရေပြွေအားအားဖြင့်တော့တည်ငြိမ်တဲ့နေ့တွေနေ့လို့ပြောလို့ရပါတယ်ခင်ဗျာ။အဲ့ဒီလိုနေရာအများစုမှာယာတီဥရူတည်ငြိမ်နေရတဲ့အဓိကအကြောင်းရင်းက ကျွန်တော်တို့ပတ်ဝန်းကျင်ကပင်လယ်ပြင်ကြီးရဲ့အခြေအနေကြောင့်ပါ။အော်ပင်လယ်ပြင်ကြောင့်ပေါ့နော်။ဟုတ်ပါတယ်။ကပလီပင်လယ်ပြင်ကအများအထင်တာယာနေတယ်။ဘင်္ဂလားပင်လယ်အော်မှာဆိုရင်လည်းအနောက်မြောက်နဲ့အနောက်အလယ်ပိုင်းအဲ့ဒီမူတိုင်းငယ်ရှိတဲ့နေရာကလွဲ့ရင်ကျန်တဲ့နေရာတွေမှာတိမ်အနှဲငယ်ပဲရှိနေတယ်။ဒီဒီဝင်ရောက်မှုနည်းပြီးတော့ရာသီဥတုကတည်ငြိမ်နေတာဖြစ်ပါတယ်။ကဲဒီနေရာနဲ့အပူချင်းဘက်ကိုကြည့်လိုက်တော့မှတကယ့်ကိုအံ့ဩစရာမယ်။မနေ့ဖြန်မြန်မာပြည်ရဲ့ပူချင်းမြေပုံကလည်းတော်တော်လေးကိုအဆုံးလို့ဖယ်ယုံနေတယ်လို့ပြောမယ်။ဟုတ်ကဲ့နော် တော်တော်ကွာပါတယ် medium blue model အရာဆိုရင်အရေးဆုံးက6ပြည့်နယ်မှာ6 degree centigrade လောက်အထိကျဆင်းနိုင်ပြီးတော့ဟုတ်ကဲ့အနည်းဆုံးဖြစ်တဲ့တနင်္လာရီတိုင်းရဲ့အနည်းဆုံးအပူချိန်က22 degree centigrade ရှိမြဲတဲ့တနင်္လာရီနယ်မှာအပူချိန်ကွာရချက်က16 degree လောက်ရှိနေတာပေါ့ဟုတ်တယ်ရှင်ဒီလောက်ကြီးကွာချားနေတာကဒီချိန်အတွက်ပုံမှန်မလားဒါမှမဟုတ်ဒီလိုကွာရချက်ကိုဖြစ်စေတဲ့ထူးခြားတဲ့လေဒူစီကြောင်းတွေများရှိနေလို့လားရှင်ဒါကတကယ်ကိုကောင်းနေမေးခွန်းပါတယ် ို့မှအဖေတော့ကျွန်တော်တို့နိုင်ငံရဲ့မြောက်နဲ့တောင်ပထွေးဝင်အနေထားရအပူချင်းအနှဲငယ်ကွာခြားတာကတဘာဝကြပါတယ်ဟွန်းဟုတ်ကဲ့ချင်းတော်နန်းလို့အမြင်ပိုင်းဒီတာဒီကအေးမယ်တနင်္တာဒီလို့ကမ်းရိုးတင်းဒီတာဒီကပိုနွေးမယ်ဒါမျိုးပေါ့ဒါမဲ့အခုလို့16ဒီဂရီလောက်ထိကွာဟားတွားတာကတော့အဲလက်ရှိတိုက်ခတ်နေတဲ့လေကြောင်းကြီးကြောင့်ပိုပြီးတိတာတွားတာပါအော်မြောက်ဘက်ကလာတဲ့ AB 6တွေးတဲ့လီအေးတွေကချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်လို့မြောက်ပိုင်းဒေသတွေကိုအဓိကတက်ရောက်နေတယ်။ဟုတ်ကဲ့။ဒီချိန်ထဲမှာတောင်ပိုင်းတနင်္သာရီတိုက်ကတော့ပင်လယ်ရင်ငွေ့ရဲ့အနှွေးတက်လွှမ်းမိုးမှုအောက်မှာရှိနေတုံးပဲ။ဆိုတော့တနင်္ဂနွေနေ့မှာရာဒီယိုတူနှစ်ခုကိုတကြိုင်နဲ့တွေ့နေရလို့ထင်နေတာပါ။ရှမ်းပြည်နယ်မြောက်ပိုင်းကလည်းခုနှစ်ခနစ်၁၀ရှမ်းပြည်နယ်အရှေ့ပိုင်းက၈ခန့်နဲ့၁၁ဒီဂရီဆိုတော့အေးတဲ့ဘက်မှာပဲရှိနေတုံးမယ်နော်ဟုတ်ပါတယ်ရန်ကုန်နဲ့ရာတွေတိုင်ကြတော့၂၀ဒီဂရီနဲ့အလဲလက်လို့ပြောရမလားပဲ အဲ့ဒီတီယတာချက်လက်ကိုလေဒီဇင်ဘာလတလုံးလုံးရဲ့ခံမှန်းချက်နဲ့ချက်ဆက်ကြည့်လိုက်ရင်ပိုပြီးပြည့်စုံတဲ့ပုံရိပ်ကိုတွေ့နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘလိုမျိုးလဲရှင်ရင်းမြစ်တေးရဆိုရင်ဒီဇင်ဘာလထဲမှာချင်းပြည်နယ်ဟာခါမြို့ဟာ3ဒီဂရီစင်တီဂရိတ်အထိကျဆင်းပြီးတော့တနင်္ဂနွေလုံးမှာအရေးဆုံးဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားတယ်အော်3ဒီဂရီထိတောင်းနော်ဟုတ်ပါတယ်တောင်ကြီးနဲ့မြကြီးနားကတော့7ဒီဂရီလောက်နဲ့ဒုတိယအရေးဆုံးဖြစ်နိုင်တယ် ဆိုတော့အခုတွေ့နေရတဲ့အရေးလိုင်းရာလာမယ့်ရက်သက်တစ်ပတ်တည်းမှာပိုအားကောင်းလာနိုင်တဲ့သဘောကိုပြနေတာပါဟုတ်ကဲ့တဖက်နာလဲမွန် AOD ရန်ကုန်လိုတောင်ပိုင်းဒေသတွေမှာနေ့အပူချိန်30 degree centigrade အထိရှိနေအောင်မှာဖြစ်လို့ဒီအပူချိန်ကွာဟတ်ချက်ကြီးကဒီဇင်ဘာလရဲ့အမတ်အသားတစ်ခုဖြစ်နေအောင်မှာတည်ရပါတယ်ဟုတ်ကဲ့ရှင်မြန်မာပြည်ပေါ်မှာရာသီဥတုက ABD ငင်နေတယ်ဆိုပေမဲ့ကျမတို့ပတ်ဝန်းကျင်ကပင်လယ်ပြင်လေကတော့ဒီလိုမဟုတ်ဘူးနော်ဟုတ်တယ်ခင်ဗျတော်တော်လေးလှုပ်ရှားနေရပါတယ် ပင်ဂလာပင်လေယောမှာအားကောင်းသောမုန်တိုင်းငယ် deep depression တခုဖြစ်ပေါ်နေလေလို့ဆိုပါရယ်ကိုကိုကျွန်းရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်950အကွာမှာတဲ့ဟုတ်ပါရဲ့ဒီမုန်တိုင်းငယ်ရဲ့လေတိုက်နှုန်းကတနိုင်းမိုင်40ရှိပေမဲ့သူ့ရဲ့ဥရီယာလန်ကျောင်းကမြန်မာနိုင်ငံဘက်ကိုမဟုတ်ဘူးအော်ဒါကြောင့်အဝါရောင်အဆင့်လိုပဲသတ်မှတ်ထားပါရယ်တိုက်ရိုက်အန္တရာယ်မရှိဘူးလို့ဆိုလိုတာပါပဲ ဒီနေရာမှာနားထောင်နေသူတွေစဉ်းစားမိနေတဲ့မေခွန်းတစ်ခုချီလာပြီ။မုံတိုင်းကကိုယ်နိုင်ငံဘက်ကမလာဘူးဆိုရင်ပါကျုပ်သူ့အကြောင်းကိုဂရုစိုက်နေဖို့လိုသေးလေပေါ့။အင်းဒီတော့တွယ်ဝိုက်တက်ရောက်မှုတွေရဲ့လက်တွေ့ကြတဲ့အကျိုးတက်ရောက်မှုကဘာတွေဖြစ်နိုင်မလဲရှင်။အဲ့ဒါအင်မတန်အရေးကြီးတဲ့အချက်ပါပဲ။မုံတိုင်းဘဟုကဘလောက်ပဲဝေးနေပါစေသူ့ရဲ့စွမ်းရင်ကလိုင်းတွေဖြစ်နေကန့်ချီအထိရောက်လာနိုင်ပါတယ်။ဟုတ်ကဲ့။ဒီမုံတိုင်းငယ်ရဲ့အရှင်ကြောင့်မြန်မာကမ်းရိုးတက်တဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ လိုင်းအမြင့်၅ဘေခနီခုလပေးချီရှိလာနိုင်တယ်။အာခုနပေးဆိုတာလူတရက်နီးပါအမြင့်နော်။ဟုတ်တယ်ခင်ဗျာ။ဒါကြောင့်ကန်ဒီကန်ဝေနားဖန်ထွက်တဲ့ရေရန်တွေကုန်တင်တင်ပို့တွေအတွက် NDA ရှိနိုင်ပါတယ်။อืมလေပြင်းတိုက်ခတ်မှုကြောင့်ပြည်တွင်းလေကြောင်းခီးစင်တချို့တောင်အချိန်ဖြောင်းလဲရတာမျိုးဖြစ်နိုင်တယ်။ဒါကြောင့်တဲရမတိခိုက်ပေမဲ့ကျွန်တော်ရဲ့စီဝိုင်းနဲ့သွာလာရဲ့ပေါ်မှာတွေ့ဝိုက်တဲ့ရိုက်ခတ်မှုတွေရှိနေတယ်ဆိုတာကိုပြနေတာပါ။ ဖင်္ဂလာပင်လယ်အော်မှာရောတောင်တရုတ်ပင်လယ်မှာပါတချိန်တည်းမုန်တိုင်းတွေဖြစ်နေတာက DRV တို့ပုံမှန်ပဲလားရှင်။ဒါမှမဟုတ်ဒါကပိုကြီးမားတဲ့ရာသီဥတုပုံစံတစ်ခုခုရဲ့လက္ခဏာများဖြစ်နေမလား။ပုံမှန်ထက်နည်းနည်းပိုပြီးလှုပ်ရှားမှုများတယ်လို့ပြောရမှာပါ။တောင်တရုတ်ပင်လယ်မှာဆိုရင်မုန်တိုင်းကိုတိုကအားရောက်ပြီးဗီယက်နမ်ကိုဝင်ရောက်တော့မှာ။ဟုတ်ကဲ့။နောက်တစ်ခုကဖိလစ်ပိုင်အရှေ့ဘက်ကလေပွေလွှိုင်း Invest 90W ဆိုတာလည်းရှိနေတယ်။ဒီနေရာမှာ Invest ဆိုတာကမိုးလေဝသပညာရှင်တွေက မုံတိုင်းဖစ်လာနိုင်ခြေရှိမရှိအနီးကပ်စုံစမ်းလေ့လာနေတဲ့ area investigative area ကိုခေါ်တာပါ။အော်ဟုတ်ကဲ့ရှင်။လုံးလုံးစေတော့တူအဆိုင်ကလုံးမုံတိုင်းဖစ်နိုင်ခြေမရှိတော့ပါဘူး။အရင်ကမုံတိုင်းဆန်နီယာရဲ့အကျွင့်အကြံကလည်းကိုတေရိုးနဲ့ပေါင်းပြီးဖျက်ပြဲသွားပြီ။ဆိုတော့မြန်မာဖြစ်တဲ့တော့စိုးရင်ရမရှိပါဘူး။အင်းဒါပေမဲ့ဒီလိုပင်လယ်တစ်ခုလုံးမှာတပြိုင်နက်တည်းလှုပ်ရှားမှုတွေရှိနေတာကတော့ ပင်လယ်ရေမျက်နှာဖြင့်အပူချိန်မြင့်တက်နေတာနဲ့ဆက်ဆက်နေတယ်လို့တုံ့တန်နေပါလေခင်ဗျာ။ဒါဆိုရင်ကျမတို့ဒေတာအတွင်းပင်လယ်ပြင်တွေကလှန့်ရှားမှုတွေကအခုနောက်ကကျမတို့ပြောခဲ့တဲ့ကဘာလုံးဆိုင်ရာတရားဒီဥရုပွက်လောရိုက်မှုရဲ့ရွှေ့ပြေးပုံရင်းငယ်လေးတခုလို့ပြောလို့ရမလားပဲနော်။အတိအကျပါပဲ။ဒီဒေတာတွင်းလှန့်ရှားမှုတွေကကဘာနေရာအနက်မှာဖြစ်ပျက်နေတဲ့ပူကြီးမားတဲ့ဖြစ်စဉ်တွေအစိပ်ပိုင်းတစ်ခုမြတာဖြစ်ပါလေ။ကဲဒီတော့အဲ့ဒီပူကြီးရဲ့ပုံရင်းကြီးကိုကြည့်လိုက်ကြရအောင်။ ကျမတို့စီမှာအင်းမြတီငိမ့်နေတဲ့ဒီဇင်ဘာနေ့ရက်နေ့ကကမ္ဘာနေရာတော်များများမှာတော့ယာတီဥတုအစွန်းရောက်မှုတွေဆုံတွေ့ခဲ့တဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်နော်ဟုတ်တယ်ခင်ဗျာအာရှတိုင်းမှာကိုပဲစိုက်ကလုန်းစညနဲ့ဒစ်ဒွားကြောင့်အင်ဒိုနီးရှားသီရိလန်ကာအပါအဝင်နိုင်ငံ၄နိုင်ငံမှာတေဆုံးသူတထောင်တထောင်ကျော်ရှိခဲ့တယ်လို့မတမ်းမှာဖော်ပြထားတယ်ဒီကိန်းကနန်းကတော်တော်ကိုတုံလူစီရောက်ကောင်းပါလေရှင်ဟုတ်ပါတယ်အင်ဒိုနီးရှားမှာဆိုရင်လူ၆သိန်းနီးပါးအိုးအိမ်စွန့်ခွာထပ်ပြေးခဲ့ရတယ် တိရီလန်ကမှာဆိုရင် မကြုံစဖူးမိုးရေချိန်ကြောင်းနိုင်ကတော့အရေးပေါ်အချီနီကျင်ညာခဲ့ရတဲ့အထီပဲ။အော်။ဒါကရိုးရိုးမိုးသေးတာထက်အများကြီးပိုပြင်းထန်တဲ့သဘာဝဘီအန်ညာဆင့်လို့ရောက်သွားတာပါ။တချင်တဲမှာပဲကမ္ဘာတစ်ဖက်ချမ်းမြောက်အမေရိကမှာကြတော့လုံးဝဆန့်ကျင်မဲ့အချီနီဖြစ်နေတယ်။ဟုတ်ကဲ့။အားလိုက်ရဲ့ခီးတွားရာတင်နဲ့တိုက်ဆိုင်ဝီအင်ရပင်တင်းမုန်တိုင်းကြီးတစ်ခုဝင်ရောက်တိုက်ခတ်ခဲ့တယ်။ဒါကြောင့်နိုင်ငံအလဲပိုင်းတစ်ခုလုံးလေကြောင်းခီးအစင်တွေရပ်ဆိုင်ပြီး ကမောကမလေးဖြစ်ကုန်ရောတနည်းမှာရေလွှမ်းပြီးလူတွေထပ်ပြေးနေရချိန်မှာနောက်တနည်းမှာနင်းနေကြပြီးလမ်းမဆက်သွေးတွေပြတ်တောက်ကုန်တာပေါ့ဟုတ်တယ်နော်ဒီလိုတနည်းမှာရေလွှမ်းပြီးနောက်တနည်းမှာနင်းမုံတိုင်ကျနေတာကတိုင်းဆိုင်မှုတက်တက်တော့မဟုတ်ပါဘူးဒါကကဘာယာဒီဥဒုစနစ်တစ်ခုလုံးဟန်ချက်ပြနေပြီဆိုတဲ့တသက်ပါပဲဟုတ်ကဲ့ရင်းမြစ်ထဲမှာပေါ်ပြတဲ့အရေးကြီးဆုံးအချက်ကကဘာမိုးလေဝတ္တုအဖွဲ့ WMO က 2025ခုနှစ်ကတမိုက်တလျှောက်ဒုတိယသို့မဟုတ်တတိယအပူဆုံးနေ့ဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားတာပါ။အော်။ကဘာကြီးပူနွေးလာတဲ့အခါလေးတူထမစွိုင်းနေပုံများလာပြီးအခုလိုရေပိနေမုံတိုင်းလိုအစွမ်းရောက်ဖြင့်စင်တွေပိုပြီးပြင်းထန်လာမချာကနာဖြစ်လာစေတာပါပဲ။တကယ်ကိုစဉ်းစားစရာပါပဲ။ဒါပြင်အဲ့ဒီနေ့မှာပဲကဘာမြေမှာမချမှတ်ကပဲအာကတာထင်မှာပါထူးခြားဖြစ်စဉ်တခုရှိခဲ့သေးတယ်နော်။ဟုတ်တယ်ခင်ဗျာ။ X1.9 အဆင့်ရှိတဲ့အားကောင်းတဲ့နေမှုနိုင် solar flat တကူပေါက်ခွဲခဲ့ရတယ်ဆိုတာဘာကိုဆိုလိုရလဲရှင် X1.9 ဆိုတာဘလောက်ပြင်းထန်ပါသလဲနေမှုတိုင်းတွေကို2ရဲ့ပြင်းအားအလိုက် A B C M X ဆိုပြီးအဆင့်တွေခွဲထားထားပါတယ် X class ဆိုတာအပြင်းထန်ဆုံးအမျိုးအစားပါ哦အပြင်းဆုံးအဆင့်ပေါ့ဟုတ်ပါတယ်သူနောက်ကကနန်းကပြင်းအားကိုပြတာဥပမာ X2 က X1 ထက်နှစ်စားပြင်းတယ် ဆိုတော့ x 1.9ဆိုတာတော်တော်လေးအကောင်းတဲ့ဖြစ်စဉ်တစ်ခုပါဟုတ်ကဲ့ဒီလောက်ပြန်တန်တဲ့နေမုန်တိုင်းတွေဟာကမ္ဘာဆက်သွယ်ရေးစနစ်တွေ GPS စနစ်တွေနဲ့လက်စလွတ်ကြိုးတွေကိုကြီးကြီးမားမားထိခိုက်စေနိုင်တဲ့အစွမ်းရှိပါတယ်ကံကောင်းတာကဒီတကြီမှာတော့ကမ္ဘာကိုတိုက်ရိုက်ဥတီမလာခဲ့လို့ကြီးမားတဲ့ထိခိုက်မှုတွေမဖြစ်ခဲ့ပါဘူးအင်းဒါပေမဲ့ဒီဇင်ဘာနေ့ရက်နေ့ဟာကမ္ဘာပေါ်မှာတော့အာကာဖတ်ထဲမှာပါလှုပ်ရှားမှုတွေပြင်းထန်နေတဲ့နေ့တနေ့အဖြစ်မှတ်တမ်းဝင်ထွက်ခဲ့တော့ပေါ့ ီလိုကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်ကြီးတွေကနားထောင်ရတာအလန်းဝေးတယ်လို့ထင်ရပေမဲ့သူ့ရဲ့တယောက်မူတွေကကျမတို့နေစဉ်ရှူနေတဲ့လေထူးထိပ်ရောက်လာနေပါတယ်ဟုတ်ပါတယ်ကြည်လေလေ့လာကြည့်ကြအောင်နော်ကောက်ပါတယ်ခင်ဗျရန်ကုန်မှာတော့လာနေတပတ်တွင်းရာဒီယိုတို့ဒါယာပြီးမိုးရွာဖို့မရှိပါဘူးအမြင့်ဆုံးဘူဂျင်တ7ဒီဂရီနဲ့အနည်းဆုံး18ဒီဂရီဆိုတော့နေလို့ထိုင်လို့ကောင်းမဲ့ပုံပါတယ်ရှင်ဟွန်းဒါပေမဲ့ဒီနေရာမှာတတိပိစရာချက်တစ်ချက်ရှိနေပါတယ် ရေးမြစ်ဝဖော်ပြထားတာကနေ့လယ်ပိုင်းမှာအပြိမခန်းစားရတဲ့အပူအချိန်က37 degree လောက်အထိရှိနိုင်တယ်ဆိုတာပါပဲ။အော်ဟုတ်လားတမိုမီတာမှာပြတာနဲ့တကယ်ခန်းစားရတာနဲ့ကွာနေတာပေါ့နော်။ဟုတ်ပါတယ်ခင်ဗျ။ဒါကလေတုတဲ့ကစူထိုင်စ humanity ရံများနေတာရဲ့နောက်ပြီးတော့ရုပ်ပြရဲ့အပူဓာတ်စူးစီးမှု oven heat island effect ကြောင့်ပါဟုတ်ကဲ့ ွန်ကရစ်တိုက်တွေကတာရာလန်တွေကအပူကိုဆုပ်ယူပြီးပြန်ထုလွတ်တဲ့အတွက်မြို့ပြတွေကဂျေးလက်ဒေတာတွေထပ်ပူပူနေတတ်ပါတယ်။အဲ့ဒီတော့အပူချင်းဖြင့်ကျမတို့မျက်စိနဲ့မမြင်နိုင်တဲ့အန်ဒရီယ်တစ်ခုလည်းရှိနေသေးတယ်လို့သိရပါတယ်။လေထုညင်ညာမှုအခြေအနေပါ။ဟုတ်ပါမယ်။ဒါကရန်ကုန်မြို့နေလူလူတို့တကက်ကူအရေးကြီးတဲ့အချက်ပါပဲ။ဆက်မှုဆောင်တွေနဲ့မြို့လေကောင်းတွေမှာလေထုအရေးသွင်းညွန့်ခင် AQI က180ကနေ980နိုင်တယ်လို့ဆိုပါတယ်။ Oh, 180ကနေ200ဆိုတာတော်တော်များတာနော်။များပါတယ်ခင်ဗျ။ AQN 100ကားတဲ့ကြောင့်ရင်ကျန်းမာရေးအတွက်မကောင်းတဲ့ဆင့်ဖြစ်ပြီးတော့အသက်ရှူလမ်းကောင်းဆိုင်ရာယောဂအခန့်ရှိသူတွေကလေးသူငယ်တွေနဲ့တက်ကြီးရွေရွေတွေတို့အထူးတတိချရမယ်အခြေအနေပါ။ဟုတ်ကဲ့ AQN 180ဆိုတာကအပြင်ထွက်လာရင်လေရုကမတန့်ဘူးဆိုတာကိုအနက်နဲ့ရောခံစားမှုနဲ့ပါသိနိုင်တဲ့အခြေအနေမျိုးပါ။ဒါကြောင့်မနေ့ပိုင်းအားကစားလို့တာမျိုးကိုရှောင်သိမ့်ပြီးအပြင်ထွက်ရင် master ဖို့အကြံပြုလိုပါတယ်။ ဒီလိုကျမရဲ့တတိပိချက်ဒီအပြင်ရင်မြစ်တီထဲမှာစိုက်ပျိုးရေးနဲ့မွေးမြူရေးတို့ပါအတွုံးဝင်မဲ့လက်တွေကြတဲ့ပြန်ပြုတ်ချက်တွေပါလာတာကိုသဘောကျမိတယ်ရှင်။ဟုတ်ကဲ့။ဒါကအချက်လက်တွေကိုလူတွေရဲ့နေစဉ်ဘဝနဲ့တိုက်ရိုက်ချိတ်ဆက်ပေးလိုက်တာပဲနော်။တကယ်ပဲခင်ဗျာ။ဥပမာအနေနဲ့မိုးများခဲ့လို့အမြင့်ထွက်အားနည်းနေတဲ့ပယ်ဒီဇင်ပင်တွေလေ Nitrophenol ဒါမှမဟုတ် Humic Acid ပါတဲ့ရပြားအားစေးသုံးဆွဲဖို့အတိအကျကြံပြူထားတာမျိုးကတောင်သူတွေအတွက်တကယ်ကိုအသုံးဝင်ပါတယ်။အော် အသေးစိတ်ကိုညွန်ထားတာပဲဟုတ်ပါတယ်နောက်ပြီးငါးကန်ဒီမှာပျော်ဝင်အောက်ဆီဂျင်ပမာဏကို5 ppm parts per million ထက်မှာထိန်းထားဖို့တတိပေးထားတယ်အောက်ဆီဂျင်ပမာဏ3 ppm အောက်ကျသွားရင်ငါးတဲ့အသက်ရှူမဝပဲအစူးလိုက်အပြုံးလိုက်ဒေဆုံးနိုင်တာကြောင့်ပါဟုတ်ကဲ့ရှင့်ဒီလိုအသေးစိတ်ကြတဲ့အကြံပြုချက်ကမိုးလေဝသတတင်းဆိုတာအပူချိန်နဲ့မိုးရွာမရွာတည်ုံတက်တက်မဟုတ်ပဲလူတွေရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုပါဘလို့ထောက်ပံ့နိုင်တယ်ဆိုတာကိုပြသနေတာပါ ဲဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်ရရင်ဒီစင်မာလာ၂ရက်နေဟာမြန်မာနိုင်ငံတိုင်းများစုတဲ့အင်းမြတာရတဲ့နေ့တနေ့ဖြစ်နိုင်မယ်မဲ့ဟုတ်ကဲ့ပင်လယ်ပြင်မှာတော့တတိပြုဆောင်ကြည့်ရမယ်မုန်တိုင်းငယ်တွေရဲ့လှူရှောင်းမှုတွေရှိနေတယ်တက္ကပါလုံးအတိုင်းအတာနဲ့ချက်ကြည့်လိုက်တဲ့အခါနာတော့ဒီနေ့ဟာယာတီဥရုအဆွင်ရော့မှုတွေပြင်းထန်နေပြီကမ္ဘာယာတီဥရုစနစ်ဟန်ချက်မနေတော့ဘူးဆိုတာကိုညွှန်ပြနေတဲ့နေ့တနေ့ဖြစ်ပါတယ်ဒီအချက်လက်တွေကနေဆက်ပြီးစဉ်းစားစရာအတွေ့အထိထွက်လာပါတယ်ခင်ဗျာ ဲ့ဒါကတော့ကျွန်တော်တို့ရဲ့တည်ငြိမ်နေတဲ့ဒေသတွင်းယာဒီဥရုနဲ့ကဘာလုံးဆိုင်ရာယာဒီဥရုဆော့ပြံမှုတွေကြားကခြားနာချက်ဟာဘလောက်ကြာကြာတည်ငြိမ်နေမလဲဆိုတော့ပါပဲ။음ဟုတ်တယ်နော်။2025ခုနှစ်လိုစံချိန်တင်ပူပြင်းတဲ့နေ့တွေရက်ခတ်မှုတွေဟာနောင်လာမယ့်ယာဒီတွေမှာကျွန်တော်တို့ရဲ့ဒေသတွင်းယာဒီဥရုကိုဘယ်လိုပုံစံနဲ့ပြောင်းလဲလာစေနိုင်မလဲ။ဟုတ်ကဲ့။အခုကြုံနေရတဲ့တည်ငြိမ်မှုဆိုတာကမုံတိုင်းမလာခင်ညင်တက်ချင်းမျိုးလား တောင်းမှုကျွန်တော်တို့ဒေတာရဲ့ပထဝီဝင်အနေထားကတပါလုံးဆိုင်ရာဖောက်ပြင်မှုတွေကိုခုခံနိုင်စွမ်းရှိနေတယ်လို့လားဆိုတာကတော့ဆက်လက်ဆောင်းချီလေ့လာရမယ်မိခွန်းတစ်ခုဖြစ်ပါတယ်။ဒီရှုနာစင်နေကြတဲ့ပြည်သက်ကြီးအားလုံးလဲစိတ်ချမ်းသာကိုကျမ်းမရှိတာပါစေလို့ဆုတောင်းမေတ္တာများပို့သားပေးလိုက်ပါတယ်ရှင်။ The debate အစည်းအဝေးကနေကြိုးဆိုပါတယ်။ဒီနေ့အမ်ကျွန်တော်တို့ဆွေးနွေးတုံ့တက်ကြမယ့်အကြောင်းအရာကတော့2025ခုနှစ်ဒီဇင်ဘာလအစပိုင်းမှာကမ္ဘာတစ်ဝန်းလုံး နေရာနှံ့မှာတပြိုင်တည်းကြုံတွေ့ခဲ့ရတဲ့အလွန်ပြင်းထန်တဲ့ယာဒီဥဒုချစ်ရှင်တွေရဲ့အရင်ထအကြုံတရားပဲဖြစ်ပါတယ်။အဓိကမေခွန်းကတော့အာရှတိုင်းမှာလူပေါင်းထောင်ချီတေဆုံးစေခဲ့တဲ့ဆိုက်ကလုန်းမုန်တိုင်းတွေနောက်ပြီးတော့မြောက်အမေရိကကိုရက်တန့်စေခဲ့တဲ့နင်းမုန်တိုင်းကြီးအဆရှိတဲ့အဆွန်ရောက်ဖြစ်စဉ်တွေဟာကမ္ဘာယာဒီဥဒုပြောင်းလဲမှုရဲ့တိုက်ရိုက်အကျိုးဆက်လာဒါပေမဲ့အဲပြင်းထန်ပေမဲ့ တဘာဝတိုင်းဖြစ်ပေါ်တတ်တဲ့မိုးလို့သားစစ် system တွေရဲ့ဂျုံကြိုက်မှုတစ်ခုပဲလားဆိုတာပါပဲကျွန်တော်ဘက်ကတော့ဒီဖြစ်တွေ့ဟာ ရေရှဲရာသီဥတုပြောင်းလဲမှုရဲ့အချိန်မြင့်လာမှုကိုမိမောင်းထိုးပြနေရဲ့ညံ့မြတဲ့တက်တဲ့တွေဖြစ်တဲ့ဆိုတဲ့ဘက်ကနေတင်ပြတော့မှာပါဟုတ်ကဲ့ပါ ကျမစကားတော့လေဒီဖီစင်သေးကိုယာဒီဥရုပြောင်းလဲမှုဆိုတဲ့ခေါင်းစဉ်တစ်ခုလေးအောက်ကိုပုံချလိုက်တာကအမ်တော်တော်လေးရှုပ်ထွေးပြီးတစ်ခုနဲ့တစ်ခုမတူညီတဲ့မိုးလီဝက်သဖီစင်တွေရဲ့တီချလဘသဘာဝတွေကိုမျက်ကွယ်ပြုရရောက်သွားနိုင်တယ်ဆိုတဲ့ရှုထောင့်ကနေတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ကောင်းပါပြီ။အဲဒီတော့ကျွန်တော်ရဲ့ယက်တီချက်ကိုရင်းဆုံးရှင်းပြပါစေ။2025ခုနှစ်ဒီဇင်ဘာလအဒီရက်နေ့ကလေတကယ်ကို သမိုင်းမှာသဘာဝဘေးအန္တရာယ်တွေပေါင်းစုံကြုံတွေ့တဲ့နေ့တနေ့အဖြစ်မတန်းဝင်သွားခဲ့တာ။ အာရှဒေတာကိုပဲကြည်လိုက်စိုက်ကလုန်းမွန်တိုင်းစီနီယာနဲ့ဒီဒဝါအဲ့ဒီနှစ်ခုပေါင်းပြီးနိုင်ငံ၄နိုင်ငံကိုဝင်တိုက်တော့တေဆုံးလူ1100ကျော်အထိရှိခဲ့တယ်။အထူးသဖြင့်အင်ဒိုနီးရှားနိုင်ငံဆူမထရာကျူမှာဆိုရင်အချိန်ကြီးကကြိုဆိုးတဲ့လူပေါင်း6000လေးဦးတေဆုံးပြီး9တိန်းကျော်ဦးမဲ့ရင်ပဲဖြစ်ခဲ့ရတာ။ဒါကနှစ်ပေါင်းများစွာတွင်အဆိုးရွားဆုံးလူသားချင်းစာနာမှုဆိုင်ရာအချက်တွေတခုပေါ့နော်။တီရီလန်ကာမှာလဲရလာသူပဲမွန်တိုင်းဒီဒဝါကြောင့်လူသုံးဟန်းသားစီကျော်တေဆုံးပြီးနိုင်ငံတော်အေအေးပေါ်ချင်းဒီတော့ကြီးညာခဲ့ရတယ်။ ဒီလိုဒီသိနေတဲ့တခြင်းထဲမှာပဲကမ္ဘာတစ်ဖက်ချမ်းအမေရိကန်ပြည်ထောင်စု အလဲပိုင်းမှာအလွန်ပြင်းထန်တဲ့နေမှုနိုင်ကြောင်းကျေးဇူးတော်နဲ့အားလိုက်ရပြီးခီးသားလာမှုတွေလုံးဝရပ်တန့်သွားခဲ့တာလင်းခီးစဉ်ရပောင်းများစွာဖျက်သိမ်းခဲ့ရတယ်ဆိုတော့ဒီလိုကမ္ဘာနေရာအနက်မှာအစွန်းရောက်ရာဇီဝရုဖိစင်နီတပြိုင်တည်းဖြစ်ပွားတိုက်ဆိုင်မှုတတ်တတ်မဟုတ်နိုင်ဘူးလို့ကျွန်တော်မြင်တယ်ပြီးတော့ကမ္ဘာမိုးလေဝသ 5WMO ကလည်းခမန်းထားတာရှိတယ်2025ခုနှစ်ဟာတမိုင်းတလျောက်အပူဆုံးနေတဲ့အတခုဖြစ်လာမယ်တယ် ဒီမြင်တက်လာတဲ့ကဘာအပူချိန်ကပင်လယ်ရေတွေကိုအပူပေးပြီးမုန်တိုင်းတွေအတွက်လောင်စာဖြစ်တဲ့ရေငွေ့အေကိုပို့ထုဖေးတယ်။အဲဒါကြောင့်ဒီမုန်တိုင်းတွေဒီလောက်ပြင်းထန်လာရတာဟာအဲ့အရင်ခါအကြောင်းတရားကြောင့်လို့ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ဟုတ်ပါတယ်။ PhD ရဲ့ဆိုရွာပြင်းထန်မှုကိုကျမလုံးဝအတည်မပြုပါဘူး။ဒါပေမဲ့အကြောင်းရင်းကိုကောက်ချက်ဆွဲတဲ့နေရာမှာတော့ကျမတို့နည်းနည်းတတိထားဖို့လိုမယ်ဖြစ်နေ။ဖြစ်စဉ်တစ်ခုချင်းစီမှာသူ့ရဲ့တိချားဒေတာဆိုင်အမှုလေဝတ်တာ လက်ပွေရရှိနေတယ်ဆိုတာကိုကျမတို့မေ့ထားလို့မဖြစ်ဘူးလေ။ညပြောသလိုအာနုရာဒီရုပြောင်းလဲမျိုးဆိုတဲ့ချင်းတောင်တလုံးနဲ့ပေါင်းထည့်လိုက်ရင်ရေကြီးတဲ့အသေးစိတ်ချက်တွေလွတ်သွားနိုင်တယ်။ဥပမာအဲ့ဒီအချိန်မှာပဲတောင်ရုပ်ပင်လေကတိုင်ဖုန်းမုန်တိုင်းခေါ်တို့ကဗီယက်နမ်ကန်ချေအနီးမှာလေဖျားနေရဲ့ဝန်အထိအားပြောသွားတယ်။ဖိလစ်ပိုင်အရှိတ်ကလေဝေလိုင်း Invest 93W ဆိုရင်လဲစိုက်ကလုန်းအဆင့်ကတော့မရောက်နိုင်တော့ဘူး။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကမုန်တိုင်းဆန်ညာရဲ့အကျွမ်းအကြံတဲ့ခေါ်တို့တော့ဟာ အဲတခုနဲ့တခုနှိကလာပြီးနောက်ဆုံးမှပေါင်းဆက်ပြက်ပြဲသွားတယ်အဲ့ဒါကိုမိုးလေဝသက်ပြည်တာမှာ Fujiwara effect လို့ခေါ်တယ်ပေါ့နော်ဆိုလိုတာကမုန်တိုင်းတစ်ခုဟာသူ့ရဲ့တီနီယာနဲ့ဖိအားစနစ်တွေကြောင့်အချင်းချင်းအပြန်လန်းအဲဖျက်ဆီးလိုက်တဲ့သူပေါ်မျိုးပဲဒါကရေရှည်ရဲ့ရာသီဥတုပြောင်းလဲမှုနဲ့တိုက်ရိုက်မဆိုင်တဲ့တဘာဝအတိုင်းဖြစ်တတ်တဲ့မုန်တိုင်း system ကြီးရဲ့ရှုပ်ထွေးတဲ့အပြုတ်မှုတစ်ခုပဲလေဒါအပြင်နောက်ထပ်ထည့်သွင်းစဉ်းစားမယ့်အချက်ကအဲ့ဒီနေ့မှာပဲ X1.9 အဆင့်ရှိတဲ့နေမုံတိုင်း solar flare ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးကမ္ဘာပေါ်မှာရေဒီယိုဆက်သွယ်ရေးပြတ်တောက်မှုတွေဖြစ်ခဲ့တယ်။ဆိုတော့ဒီလိုကမ္ဘာပြင်မှာကအကြောင်းအရာတွေတည်ရောက်မှုကိုလည်းကျွန်တော်တို့ကထည့်စင်စားသင့်တယ်လို့မြင်တယ်။ဒါကြောင့်ဒီဖြစ်စဉ်นี่ဟာတိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်နေဆိုတဲ့အချက်ကိုကျွန်တော်တို့လုံဝပယ်မထားသင့်ဘူးလို့ထင်တယ်။ခင်ဗျားထောက်ပြတဲ့ Fujiwara effect လို့နေမုံတိုင်းလို့အချက်တွေကစိတ်ဝင်စားစရာကောင်းပါတယ်။ဟုတ်တယ်။ဒါမဲ့အဲ့ဒါတွေကအဓိကဇလန်းမဟုတ်ပဲဇလန်းရဲ့ဘေးဖြစ်အချက်လက်တွေလို့ပဲကျွန်တော်မြင်တယ်။ ခမပြောသလိုပဲမုံတိုင်းကိုတိုးကအားပြောသွားတယ်မမတယ်ဒါပေမဲ့ကျွန်တော်တို့ပြောနေတာကစနစ်တစ်ခုလုံးရဲ့ပြင်းပြဆွမ်းရင်မြင့်တက်လာခြင်းပါဥပမာအားကစားပွဲတစ်ခုမှာအသင်းတစ်သင်းလုံးကိုဆွမ်းအားတိုးစစ်တွေတုံခိုင်းလိုက်တယ်လို့ပဲကစားသမားတိုင်းချန်ပီယံဖြစ်မသွားပေမဲ့အသင်းတစ်ခုလုံးရဲ့ဆွမ်းဆောင်ရည်ကတိတိတသားမြင့်တက်လာပြီးအရင်ကထက်ပိုကြမ်းတမ်းတဲ့ကစားခွက်တွေထွက်ပေါ်လာမှာပဲအခုလည်းဒီလိုပါပဲကဘာကြီးတစ်ခုလုံးပူနွေးလာတဲ့အခါရာဒီဥတုစနစ်ထဲကိုဆွမ်းအားတွေပိုချက်ပစ်လိုက်တယ်လို့ဖြစ်ပြီးအဆွမ်းရောက်ဖြစ်စဉ်တွေပုံမပြင်းထန်လား ိုမိုမကြာခဏဖြစ်လာစီတာပါဒီလောက်ပြင်းထန်တဲ့ဖြစ်စဉ်တွေကမ္ဘာနေရာသီးသီးမှာတရက်တည်းတပြိုင်တည်းဖြစ်ပွားတယ်ဆိုတာကတိုက်ဆိုင်မှုစရာတအများကြီးပိုတယ်လို့ကျွန်တော်မြင်တယ်อืมခင်ဗျားရဲ့ဥမာကိုကျွန်မသဘောကျပါရဲ့ဒါပေမဲ့အဲ့ဒီနေရာမှာပဲကျွန်မရဲ့အမြင်ကွဲလွဲမှုကစတင်တာပဲခင်ဗျားပြောတဲ့စနစ်တစ်ခုလုံးဆိုတဲ့အယူအဆကိုကျွန်မမေးခွန်းထုတ်ချင်တယ် တကယ်လို့ကမ္ဘာစနစ်တစ်ခုလုံးကစွာရင်နေနဲ့ပြည့်လန်းနေတယ်ဆိုရင်အင်ဒိုနီးရှားဒီလန်ကာမှာမုန်တိုင်းကြီးတွေတိုက်နေချိန်မှာသူ့ရဲ့အိမ်ကြီးချင်းမြန်မာနိုင်ငံရဲ့အကိုင်းအတားနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအမျက်နားပေကနေခုနှစ်ပေခန္ဓာရှိမယ်လို့ခမန်းထားတယ်။ရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေမှာဆိုရင်ယာဒီဥတို့တိုက်ရမယ်လို့တောင်ဆိုထားတယ်လေ။ဒါကဘာလို့ပြနေလဲဆိုတော့ကမ္ဘာလုံးဆိုင်ရာအချက်တဲလို့ခုံးစိန်တက်ထားပေမဲ့ဒေတာလိုက်တက်ရောက်မှုကအလွန်အမင်းကွာခြားနေတယ်ဆိုတာပါပဲ။ စနစ်တစ်ခုလုံးအားပြည့်နေတယ်ဆိုရင်အနီးနာကဒေသတွေမှာဒီလောက်ထိတက်ရောက်မှုနန်းနေတာခမဲရဲ့အဆိုအားနည်းစေမနေဘူးလားအဲ့ဒီအချက်ကကျွန်တော်အဆိုကိုအားနည်းစေတာမဟုတ်ဘူးတကယ်တော့ရာသီဥတုပြောင်းလဲမှုရဲ့ရှုပ်ထွေးတဲ့သဘောတဘာဝကို ပိုပြီးမိမောင်းထိုးပြလိုက်တာပါပဲရာသီဥတုပြောင်းလဲမှုဆိုတာနေရာတိုင်းမှာတပြိုင်နက်တည်းအပူချိန်တက်တာကိုဆိုလိုတာမဟုတ်ပါဘူးသူကတည်ငြိမ်မှုကိုပျက်စီးစေတာဥပမာအာရိတ္တပူနွေးလာတဲ့အခါ ကဘာလေစီးចောင်းကြီးဖြစ်တဲ့ Jet Stream ကရင်းရိုက်လာတယ်။ပုံမှန်ဆိုရင်မြောက်ဝင်ရိုးစွန်းကအေးခဲတဲ့လေတွေကိုပတ်ပြီးအာထိန်းထားတဲ့ Jet Stream ကမွေလင်မွေကောပုံစံဖြစ်လာတဲ့အခါအေးခဲတဲ့လေထုတွေကတောင်ဘက် American ပြည်ထောင်စုလိုနေရာတွေထိဆင်းလာပြီးအခုလိုပြင်းထန်တဲ့ညင်းမုန်တိုင်းတွေကိုဖြစ်စေတာပေါ့။တချင်းတည်းမှာပဲတခြားနေရာတွေမှာပူနွေးတဲ့လေတွေမြောက်ဘက်ကိုတက်သွားစေတယ်။ဒါကြောင့်နေရာကွက်ချတာယာနေတာ ဒါမှမဟုတ်အေးနေတာကကဘာလုံးဆိုင်ရာပြဿနာမရှိဘူးလို့မဆိုလိုပါဘူးစန့်ကျင်ပါပါပဲဒါဟာစနစ်တစ်ခုလုံးဟန်ချက်ပြည့်နေပြီဆိုတဲ့တသက်ပါပဲခြေတစ်ခုပါဒါပေမဲ့ခမရကအဖြစ်ပြအလုံးကိုအဲ့ဒီရှင်းလင်းချက်တစ်ခုတည်းအောင်မှာပဲသာဝေစူးစမ်းနေတယ်လို့ပဲ ကျမအစောမှာပြောခဲ့တဲ့အနေမုံတိုင်းကိုခင်ကြည့်အောင် X1.9 အဆင့်ဆိုတာတော်တော်ပြင်းထန်တဲ့ပေါက်ကွဲမှုပါ။တိပံပညာရှင်တွေကြားမှာအငင်းပွားနေစေဖြစ်ပေမဲ့နေမုံတိုင်းကနေထွက်လာတဲ့ဆွားရည်မြင့်အမုံလေးကကပ္ပလေထုအပေါ်လွှာကိုတက်ရောက်ပြီးလေဖြည့်အားစနစ်တွေကိုအပြောင်းလဲဖြစ်စေနိုင်တယ်ဆိုတဲ့သီအိုရီတွေရှိနေတယ်လေ။ ဒါဟာမိုးလေးဝစခမန်းနဲ့မော်ဒယ်တွေထဲမှာပုံမှန်ထက်သွဲမစင်းစားတဲ့အချက်တစ်ခုပါဒီလိုပြင်ပကလာတဲ့အကြီးမားတဲ့တက်ရောက်မှုတစ်ခုရှိနေတာကိုလေ့လွေရှုပြီးအဖြစ်ကိုကမ္ဘာပေါ်မှာပဲရှာနေတာကမြင်ကွင်းကျန်ကန်ရာမရောက်ဘူးလားဒါပြင်မြန်မာနိုင်ငံရဲ့တချို့ဒေသတွေမှာဖြစ်ပေါ်နေတဲ့အခြေအနေကိုကြည့်ပါချင်းပြည်နယ်ဟာခမြောက်မှာအနည်းဆုံးအပူချိန်3ဒီဂရီဆယ်စီယပ်ရှားပြည်နယ်မြောက်ပိုင်းမှာ9ဒီဂရီဆယ်စီယပ်ချီကျဆင်းနိုင်တယ်လို့ခန့်မှန်းထားတယ်ဒါကမ္ဘာလုံးဆိုင်ရာပူနွေးလာမှုဆိုတဲ့အဆိုနဲ့ တိုက်ရိုက်ဆန့်ကျင်နေတဲ့အချက်လက်ကြီးမဟုတ်ဘူးလားမဆန့်ကျင်ပါဘူးအဲ့ဒါကိုယာဒီဥဒုဖောက်ပြန်မှုလို့ခေါ်တာပေါ့ global warming ကဘာကြီးပူနွေးလာမှုက climate change ယာဒီဥဒုဖောက်ပြန်မှုကိုဖြစ်စေတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့နားလည်ရမယ်ပြင်းပြမှုချင်းမြင့်တက်လာခြင်းကစနစ်တစ်ခုလုံးမှာစွမ်းရည်တွေပုံများလာစေတယ်အဲ့ဒီစွမ်းရည်တွေကအပူလိုင်းတွေကိုပိုပြင်းထန်စေတယ်လို့အေးလိုင်းတွေကိုလည်းပိုပြီးအစွမ်းရုပ်စေနိုင်တယ်ဆိုလိုတာက ရာသီဥတုကပိုပြီးကြမ်းတမ်းလာတာပိုပြီးခတ်မှန်းရခတ်လာတာကိုပြောတာပေါ့ဒါကြောင့်အဓိကအချက်ကိုကျွန်တော်တို့ပြန်သွားရအောင်အင်ဒိုနီးရှားနဲ့တိရီလင်ကာမှာဖြစ်ပွားခဲ့တဲ့လူသားချင်းစာနာမှုဆိုင်ရာအချက်သေးတွေပါလူမောင်းဆဲရတဲ့ခြေကျော်ရဲ့အသက်တွေဆုံးရှုံးခဲ့ရတယ်လူသားနဲ့ချီဒုက္ခရောက်ခဲ့ရတယ်ဒါတွေကိုတဘာဝတန်တရားရဲ့တာမန်အပဆိုင်တစ်ခုဒါမှမဟုတ်တိုက်ဆိုင်မှုတစ်ခုလို့ပေါ်ပေါ်ဆာဆာသတ်မှတ်လိုက်တာကကျွန်တော်တို့ရင်ဆိုင်နေရတဲ့အန္တရာယ်ရဲ့အတိုင်းအတာကို short တွေ့ရရောက်ပါတယ်တိမှန်မြင်ကြတတ်တဲ့ဒီဟာ ပင်လေရေအပူချိန်တတဂရီတက်တိုင်လေရိုတင်မှာရေငွေ9%ပိုများလာပြီးမုန်တန်းကြီးရေမိုးရွာတွင်မှုကိုပိုပြန့်တန့်စေတယ်ဆိုတာကိုညွန်ပြနေလေလေဒါကတိုက်ဆိုင်မှုမဟုတ်ပါဘူးရူပဝေဒနေရာမှာပါလူသားကြီးရေပေါ်တက်ရောက်မှုကဆွေရွာတယ်ဆိုတာကိုဘယ်သူမှမမြင်ပါဘူးဒါပေမဲ့အဲ့ဒီဖျက်တီးရဲ့အကြောင်းရင်းကိုတိကျစွာမသုံးသပ်ပဲအဖြစ်တစ်ခုတည်းစီကိုကောက်ချက်ချလိုက်တာကအနေရှိတယ်လို့ကျွန်မဆုလို့ချင်တာပါပြဿနာကိုမှမှန်ကန်ကန်နားမလည်ရင်ဖြည့်ရှင်းနည်းလဲမောင်းရင်းသွားနေတယ်လေလေ ဥပမာရန်ကုန်မြို့ကိုပဲကြည့်ပါဒီရက်ပိုင်းတွင်းမွန်တိုင်းတမရှိပေမဲ့လေထုညဉ့်ညမအညွန့်ကင်းကတရက်ရှိစီရနဲ့နေရာအထိရှိနေတယ်။ဒါဟာကြမ်းမရချိုတဲ့တူတွေတဲ့အန္တရာယ်ရှိတဲ့အခြေအနေပါ။နောက်ပြီးပေတိစိန်တောင်သူတို့ငားမွေးမွေးကန္ဓမတွေအတွက်ယာတိဥဒုနာပတ်တတ်တဲ့တိချအကြံပြုချက်တွေထုတ်ပြန်နေရတဲ့ဒါရီအလုံးကယာတိဥဒုရဲ့ဒေတာဆိုင်ရာရှိုးထင်းမှုတွေနဲ့လူသားတွေအလုံးဆောင်ချက်တွေကြားကဆက်ဆက်မှုကိုပြန်နေတာပဲ။ဒါကိုကမ္ဘာလုံးဆိုင်ရာယာတိဥဒုပြောင်းလဲမှုဆိုတော့ခေါင်းလင်ကြီးအောက်မှာပဲထားလိုက်ရင် ဒီလို data အလိုက်လွတ်အပ်တဲ့ကိန်းတဲ့ဖြည့်ရှင်မှုတွေကိုအာအယုံဆိုင်မှုရောက်သွားစေနိုင်တယ်ကျွန်မတို့ကကာဗွန်ထုတ်လွှတ်မှုကိုပဲအပြစ်ပုံချနေပြီး data ခံတဲ့အတွက်အရေးကြီးလွတ်အပ်နေတဲ့ကြိုတင် TDB စနစ်တွေကာကွယ်ရေးတာတမန်တွေမျိုးပြစီမံကိန်းတွေကိုလစ်လစ်ရှုထလို့ဖြစ်သွားနိုင်တာပေါ့ညီကုန်းချုပ်အနေနဲ့ကျွန်တော်ဘက်ကတင်ပြချင်တာကတော့2025ခုနှစ်ဒီဇင်ဘာလအစပိုင်းမှာကဘာတဝိုင်းကြုံတွေ့ခဲ့ရတဲ့ဒီဖြစ်ပျက်တွေဟာတီချားဖြစ်ရတဲ့တိုက်ဆိုင်မှုရှုစီမှုတစ်ခုမဟုတ်ပါဘူး ဒါဟာရာဒီယိုဓာတ်ပြောင်းလဲမှုရဲ့အန္တရာယ်ကိုလက်တွေ့ကြကြသတိပေးလိုက်တဲ့ခေါင်းရောင်းသံတစ်ခုဖြစ်ပါတယ်။အာရှကမုန်တိုင်းတွေရဲ့ပြင်းအားအမေရိကကညှင်းမုန်တိုင်းရဲ့အတိုင်းသာဒါတွေအားလုံးဟာတစ်ခုတည်းတော့ကမ္ဘာစစ်နေကြီးဖောက်ပြန်နေခြင်းရဲ့မတူညီတဲ့ထပ်ပေါက်တွေပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒေတာလိုက်ကန်တွေဖြေရှင်းမှုတွေကအရေးကြီးတာမှန်ပေမဲ့အဲ့ဒီယောဂလက္ခဏာတွေကိုပဲကုသနိုင်လို့မရပါဘူး။ယောဂရဲ့အရင်းအမြစ်ဖြစ်တဲ့ ကဘာကြီးပူနွေလာမှုကိုကျွန်တော်တို့အလေးနဲ့ထားကင်ရွယ်ဟုလိုအပ်ကြောင်းထပ်လောင်းတင်ပြခြင်းပါတယ်။ကျမဘက်ကနေကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ဒီဖြစ်စဉ်တွေကိုနားလည်ဖို့အတွက်ကဘာလုံးဆိုင်ရာရာသီဥပြောင်းလဲမှုရဲ့လမ်းကြောင်းကိုနောက်ခံကားချက်တစ်ခုချင်းနဲ့ထက်သွင်းစဉ်းစားရမှာမှန်ပါတယ်။ဒါပေမဲ့ဒါတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ဖြစ်စဉ်တစ်ခုချင်းစီရဲ့ရှုပ်ထွေးတဲ့ဒေတာဆိုင်ရာမိုးလေဝသစနစ်တွေ Fujiwara effect လို့မျိုးတဘာဝရောက်ဖြစ်ပေါ်တတ်တဲ့အပြန်လန်တက်ရောက်မှုတွေပြီးတော့အာဂတယာတိတို့ဖြစ်တဲ့နီမွန်တိုင်းလောချားချောင်းရတွေကိုပါထက်သွင်းစဉ်းစားမှသာပြည့်စုံတဲ့အမြင်ကိုရရှိနိုင်မှာဖြစ်ပါတယ်။အကြောင်းရင်းတစ်ခုတည်းကိုပဲအားကိုးပြီးကောက်ချက်ချင်းကရှေ့ဆက်လှုံ့ဆော်ရမယ်လေ့လာမှုတွေကိုလမ်းလွဲသွားစေနိုင်တယ်လို့ဒေတာလည်းအရေးကြီးလွယ်နေတဲ့ဖြစ်ရှင်းနေရေကိုမျက်ခွေပြုရာရောက်သွားနိုင်တယ်လို့တင်ပြရင်းနီကုန်းချုပ်လိုပါတယ်။ဒီလိုရှုပ်ထွေးနေတဲ့အကြောင်းအရာတွေကိုရှုတော်မျိုးမျိုးကနေချင်းကတုံးတက်ချင်းဟာ အဖြစ်မှန်ကိုပုံမနာလဲစေဖို့အထောက်ကိုပြုတယ်လို့ယုံကြည်ပါတယ်ပေါ့နော်ဒီရက်တင်ပြခဲ့တဲ့အချက်လက်တွေပုံမူတည်ပြီးဘယ်အမြင်ကပုံမခိုင်းပါတယ်ဘယ်ရှုထောင့်ကပုံပြီးစဉ်းစားစရာကောင်းမဲဆိုတာကိုတော့နားထောင်သူများကိုယ်တိုင်ဆက်လက်စဉ်းစားသုံးသပ်နိုင်ဖို့ခြံထားခဲ့ရဲ့ဒီစီးစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ် MM Thinker Mate ကြိုးစိုးပဲ like လုပ်ပေးပဲ comment ပေးပဲ share ပေးပဲပြင်တွင် subscribe လုပ်ဖို့မပေးပေးနဲ့နော်